မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာရင်းကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတယ်မြမဒီမိုကရေစီခီးနှင့် သူရဦးတင်ဦးစာအုပ်တွေကဖြစ်ပါတယ်ပါတီစီကံထိန်းသိမ်းကောမဒီတွေအစ်စစ်ခံခဲ့ရခြင်းဟာ ထို့နောက်ကျွန်တော်ကိုမြမဆိုရှယ်လစ်လမ်းစဉ်ပါတီပါတီစည်းကမ်းထိန်းသိမ်းကော်မတီကမှုစစ်ဆေးခဲ့ပါတယ်။ထို့သောအမှုစစ်ဆေးခြင်းကအမှုခိတရန်နာနေကైကျွန်တော်အပေါ်တော့ရန်တန့်စင်ကံဝင်ပါတယ်။ထို့ချိန်မှာလမ်းစဉ်ပါတီ၌အမှုထမ်းဆောင်နေကြသည့်တပည့်ဗိုလ်မှူးတို့ကကျွန်တော်နောက်တန့်စင်ခံရသို့လိုက်လာကြပြီးဤသို့ပြောကြပါတယ်။ ဘ ෝජ ုတ်ကိုအမှုစစ်ဆေးတဲ့အခါဒီလိုမထွက်နဲ့လीဘ ෝජ ုတ်ပြောခဲ့တာတွေက ရန်လိုတဲ့သဘောဖြစ်နေတော့ဘ ෝජ ုတ်ခံရလိမ့်မယ်ဘ ෝජ ုတ်ကို သူတို့ကမဲနေကြတာဘ ෝජ ုတ်စကားပြောတာအသိပြီးမမထန်ထန် မပြောပါနဲ့ဘ ෝජ ုတ်ရဲ့သူတို့ကထိုးဆိုပြောပါတယ်တပည့်သားမီးတွေကကျွန်တော်ကိုအလွန်စင်နာထားကြပါတယ်ကျွန်တော်တန့်စင်ကန်းသွားမယ်ဟုနေရာကထတဲ့နဲ့တပည့်တွေကလည်းနောက်ကလိုက်ပြေးလာကြပြီး ထိုးဆိုပြောကြပါတယ် ကျွန်တော်ကိုပါတီစီကံထင်သိကော်မတီရဲ့အမှုစစ်ဆေးရမှာရန်ကုန်မြို့လမ်းစဉ်ပါတီဌာနချုပ်ရုံးကိုသွားရပါတယ်ကျွန်တော်ကိုစစ်ဆေးကြတဲ့အခါပါတီစီကံထင်သိကောင်စီဝင်တို့မှာဘုံမှုချုပ်ဘတ်တော်ကဥက္ကဋ္ဌထုတ်ပြန်အဖွဲ့ဝင်ဘုံမှုကြီးကျော်တင် ရေနဲ့ဦးအောင်ကြီးစာရေးဆရာအိမ်မဲဒေါင်းပြပြည်ဒေဌာနာ ဒုတိယဝင်းကြီးလို့ဖြစ်ပါတယ်။ထို့သောအစစ်ဆေးရာမှာ ကျွန်တော်ကဒီလိုပြတ်သားစွာအစစ်ဆေးခံလိုက်ပါတယ်။ယခုအခုမှမကျွန်တော်မှလုံးဝအပြစ်မရှိပါဘူး။ဒီလိုအစစ်ခံဒီကိုမကြေနပ်လင် ခမားတို့ကကျွန်တော်ကိုတရားရုံးသို့တင်ပြီးစစ်ဆေးကြပါ။ကျွန်တော်ကထို့သောပြောဒီမှာရင်ထဲမှာကျွန်တော်မမားဟုယုံကြည်သည့်အတိုင်းပြောခြင်းဖြစ်ပါတယ်။အော်ရှေ့ပိုင်းမှာ အချို့တို့ကပြောခဲ့ပြီးဖြစ်တဲ့အချက်ကလေးတွေပြန်လဲဖိဆက်ပြီးပြောပြပါဦးမယ်။ဘိုးကြီးရဲ့ညီကသူ့စိတ်ထဲမှာပေါ်လာသမျှလှုပ်ချင်တာလှုပ်ပြီးရင်ဒေါက်တာမောင်မောင် ပြောသလိုပြန်လဲသနာရတာမျိုးလဲမြဲရှိတတ်တယ်။ကျွန်တော်ကတစ်သက်လုံးပေါင်းလာပြီးသိပါတယ်။သို့သောဦးနေဝင်းကသနာသောကြောင့်ပြန်လဲကြည့်ရှုဆောင်မသည်ကဒုတိယသူလှုပ်လိုက်သဖြင့်တစ်ဖက်သားဥပမာ ဘုံထုတ်တင်ဖေးကိုဘဝပြတ်သွားရှာသူက ပြက်ဒုက္ခဝဲဩကလည်းလဲပြီးအဆုံးနိုင်ပြန်လဲ၍နလန်မထူသူတွေကများပါလေဒါကြောင့်ဥနေဝင်ဥဆောင်တဲ့စီဝေတိုင်းတို့လိုမှာလူကြီးတွေကဥနေဝင်ကို အမြဲတောင်းပန်ပြောဆိုနေကြစကားတခွန်းရှိပါတယ်ထို့သို့ပြောကြတဲ့သူတွေမှာကျွန်တော်လည်းပါပါတယ်ကျွန်တော်ကတော့ကျွန်တော်ကိုဘိုလ်ချုပ်နေဝင် နည်းနည်းအမူအရာ ပြောင်းလာသည်ကိုတွေ့ရကလေးကစိတ်ထဲမှာခံစားရသည်ဖြစ်၍ကျွန်တော်က၃ချိန်တိတိပဲပြောဆိုခဲ့ပါတယ်။ဒီအကြောင်းကိုရှေ့ပိုင်းမှာအ ਨੇ ချင်းပြောခဲ့ပြီးဖြစ်ပါတယ်။ဘုဇုံနေဝင်းကိုကျွန်တော်ကဒီလိုပြောခဲ့ပါတယ်။ဘုဇုံရဲ့တိတ်အပြည့်ကြီးကြီးမားမားရှိနေလို့ဥပမာ စီကံမလိုက်နာဘူး။ယခုလုံနေတဲ့လုပ်ငန်းတွေကိုဖျက်ဆီးတယ်ပြီးတော့လုပ်ငန်းမကျွမ်းကျင်ဘူးအကျင့်စာရိတ္တမကောင်းဘူးဆိုရင် က်ဆိုင်တဲ့ပုံကိုခေါ်ပြီးပြောလိုက်ရင်ကျွန်တော်တို့နားလဲပါတယ်အဲ့ဒီလိုအခါမျိုးမှာကျွန်တော်တို့ကိုတိုးတိုးတိတ်တိတ်ခေါ်ပြောပါကျွန်တော်တို့သွားပါမယ်သွားတဲ့အခါအေးစစနဲ့သိခါလေးရှိရှိ ထွက်သွားနိုင်တာပေါ့ဒီသဘောမျိုးပါတဲ့ဇာတ်ကားကိုကျွန်တော်တို့ကဥနေဝင်းကိုတောင်းတောင်းမှန်မှန်ပြောခဲ့ပူပါတယ်ဒီအကြောင်းအရာကိုပင်ကျွန်တော်ကိုတားကက်တက်တဲ့လာထိနေပြီဆိုတာသိလို့ကျွန်တော်ကဥနေဝင်းနဲ့နှစ်ယောက်ချင်းတည်စီ တောင်းပန်ပြောကြားခဲ့မှုပါတယ်။ထို့သောပြောစဉ်ကတော့မုံရင်အပြစ်ချင်ရဲ့အကျိုးဆိုသောမြမစကဝုံကဲ့သို့ပင်ဥနေဝင်းကအေးစစ်စစ်လက်ခံပြီးပြန်လေမင်းကွာဒါနေပြောနေကြမလို့ပါဘူးကိုပြောပါတယ်။သူကဒီလိုပြောတဲ့အခါကျွန်တော်ကလည်းသူ့အပေါ်ယုံကြည်ချက်ထားခဲ့ပါတယ်။အော်ငါတို့ပြောတာကိုလက်ခံနေတော်ရှာသားပဲလို့သဘောပိုက်ခဲ့ပါတယ်။သို့သောနောက်ပိုင်းမှာကျွန်တော်ကို နေရာဌာနများမှာဖဲသလိုဖြစ်နေခဲ့ပြီးအချို့နေရာတော်တော်များများမှာကျွန်တော်လောက်ရတဲ့ချို့ကို ပြက်ရပြုလောင်ပြောင်သောပုံစံမျိုးဥနေဝင်းကလှုပ်လာပါတယ်ဥပမာလူစုံကြီးအစီအဝေးအရေးကြီး၍လေးလေးနက်နက်လှုပ်ဆောင်ထားသည့်ကျွန်တော်လောက်ရကိုဥနေဝင်းကပေါ့တော့တော့ဖြစ်အောင်ပြက်ရပြုပြောလာတတ်ပါတယ်နေတော့သွားပြီးလုပ်ငန်းစစ်ဆေးတော့အခါကျွန်တော်ဤအားနေချက်များကိုထုတ်ပြီး ဥနေဝင်ကဝေဖန်ပြစ်တင်သည်များလဲကြုံခဲ့ရပါအောင်မရပါဘူး။ဒီကိစ္စမျိုးကို ကျွန်တော်လက်အောက်ကတန်မှုတိုင်မှုအရာရှိတွေရှေ့မှာမပြောဘဲအိမ်ခေါ်ပြီးထောက်ပြဝေဖန်ခဲ့ရင် ကျွန်တော်မပြင်ဘဲနေမိလား။ပြင်ရမှာပါရဲ့ဖြစ်ပါတယ်။ဒီလိုလုပ်တာမျိုးကြုံရဘူးကြီးကျွန်တော်သိပါတယ်။အဖိုးကြီးကတော့မိမိပေါ်ရင်မစင်မခြင်းလောက်တော့မီလို့ထင်ပါရဲ့ဟု ဆိုရင်မိပါတယ်။ဒီချိန်မှာ ဦးနေဝင်ငပလီကို အပန်းဖြေသွားစဉ်ကျွန်တော်လိုက်ပါခွင့်ရစဉ်ကျွန်တော်နဲ့နှစ်ဦးချင်း တွေ့ဆုံကရင်အမျက်ဖြေစကားပြောကြားခဲ့မူပါသေးတယ်ထိုစဉ်ကကျွန်တော်ကိစ္စကျွန်တော်ပြောခြင်းမှာကျွန်တော်ပေါ်ကြောက်လာနိုင်သည့်ပြဿနာကိုကြိုတင်ကာကွယ်ဒုတိယအကြိမ်ပြောခဲ့ခြင်းမှာဘိုလ်ချုပ်ရဲ့ကျွန်တော်တို့အကုန်လုံးကအတိုင်းပြည်အတွက် အောက်ခြေအောက်လက်ကစပြီးဥဆွေးဆံမြေလှုပ်လာခဲ့တဲ့လူတွေကြီးပါပဲဘူဇုတို့ဆိုလဲ BIA ခေတ်ကလေးကစတင်ပြီးတိုင်းပြည်အတွက်အသက်ဆုံးလှုပ်ရှားလာခဲ့ကြတာအားလုံးသိပါပဲသွားတဲ့လူတွေလည်းသွားကုန်ကြပါပြီ ကျွန်တော်တို့ဒုတိယအဆင့်ပုံကိုယ်တွေလည်းတိုင်းပြည်အတွက်လှုပ်လာခဲ့ကြတာသွားတဲ့သူတွေလည်းသွားကုန်ကြပါပြီဘုရုပ်ရယ်သွားတော့သွားကြရမှာပေါ့ဒီလူတွေအတွက်လည်းသူတို့အတွက်သိခါရှိရှိကလေး လောက်ကရင်သွားကြရင်လဲကောင်းတာပေါ့ဥပမာစစ်လို့ဆေးလို့ပြောဆိုပြီးတော့မှမင်းကဒါကြောင့်ဒီလိုဖြစ်ပါတယ်ကွာဆိုရင်ပြီးရောပေါ့အခုကမင်းကဒါ၄ပါး၄ဖြစ်တယ်သွားတော့ဆိုပြီးနှင်ထုတ်လိုက်တာနဲ့ပတ်သက်ပြီးခံစားကြရတာပေါ့ဘယ်သူဖြစ်ဖြစ်ဘယ်ဝါဖြစ်ဖြစ်ကျွန်တော်တို့အတူတူလောက်လာတဲ့သူတွေဖြစ်သွားရင်ခံစားရပါတယ်ဘိုးချုပ်ရေပြောပြလိုက်တဲ့အခါဘိုးချုပ်နေဝင်းကငါသိပါတယ်ကွာဟုပြောလေတယ် ကျွန်တော်ကိုပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စစ်ဆေးတင်ကကျွန်တော်ပြောเสียကြံနေတာကိုပြောပြပါဦးမယ်ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီကကျွန်တော်ကို စစ်ဆေးတင်အရေးကြီးဆုံးကိစ္စမှာဒီလိုဖြစ်ပါတယ်ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စအလုံးဟာအမှန်ကကျုပ်တို့ကနေပြီးတော့လိုလိုချင်းချင်းဓာကြီးကို တောင်းဆိုတာမဟုတ်ဘူးခမားတို့အထက်ကတပည့်အသားမေးတွေက လာလာပြီးတော့ကြော့ကြရင်ねရိုးရိုးသားသားဖြစ်တာဟုပြောခဲ့ပါတယ် ီစကားထဲမှာ ပြောเสียရဆိုเสียဥပမာတင်ရန်တစ်ခုဖြစ်ခဲ့ပါသေးတယ်။ဘာတစ်ခုဖြစ်သည်လဲဆိုတော့ဗိုလ်ချုပ်စမ်းယူကတော့ကရုပ်ရှင်ကုမ္ပဏီထောင်ရန်လှုပ်လာပါတယ်။ထိုရုပ်ရှင်ကုမ္ပဏီတွင်ဗိုလ်မှူးကြီးစိန်မြဇနီးလဲအစုရှယ်ယာပါပါတယ်။ဘသူတွေနဲ့ရုပ်ရှင်ကုမ္ပဏီထောင်တယ်လဲဆိုတော့ဇေယျကြီးချစ်ဒုက္ခဥပါညွန်ဤသားရုပ်ရှင်မင်းသားအကယ်ဒမီဝင်းဦးနဲ့ဖြစ်ပါတယ်။ထိုတဲ့င်းက တက်မတော်ထောင်လိုင်းကြီးမှတစ်ဆင့်ကျွန်တော်စီကိုတက်လာပါတယ်။ထိုသတင်းတက်လာတဲ့အခါကျွန်တော်ကနိုင်ငံတော်ဒုတိယသမ္မတဘိုလ်ချုပ်ဆိုင်းယူထံသို့တာဝန်အရသွားရောက်သတင်းပို့တင်ပြရပါတယ်။ဘိုလ်ချုပ်ရဲ့ဘိုလ်ချုပ်ကတော်နဲ့ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဝင်းဦးတို့ပေါင်းပြီးရုပ်ရှင်ကုမ္ပဏီထူထောင်မဲ့ထောင်လိုင်းကြီးသတင်းတစ်ပုဒ်တက်လာပါတယ်။ကျွန်တော်ကတော့ဘိုလ်ချုပ်ကိုအပြစ်မြင်ရင်လဲပြောပါကျွန်တော်တို့ကောင်းကောင်းမွန်မွန်လုပ်ရတော့လဲ ဇနီးသားသမီးများဆိုတာကတော့သူတို့ကလာပြီးချင်းကရင် အမျိုးသမီးဆိုတာပါတတ်ပါတယ်။ရင်းတတ်ပါတယ်။ဖြစ်တတ်ပါတယ်။ကျွန်တော်ဇနီးသားသမီးဖြစ်ရင်လဲဘုလို့မြင်ပြောပါကျွန်တော်ပြင်မမယ်။ယခုကျွန်တော်ကြားတာကိုဘုရုပ်ထံသတင်းပို့တာပါ။ဘုရုပ်စိတ်မရှိပါနဲ့။ဘုရုပ်ဆိုင်းယူကတော့နဲ့အကယ်ဒမီဝင်းဦးတို့ရုပ်ရှင်ကုမ္ပဏီထောင်ပြီးရုပ်ရှင်ရိုက်ကူးကြမဲ့လုပ်ငန်းကြီးကိုမြန်မာကြီးဘိုတင်ဦးထံမှတဆင့်ထောက်လိုင်းသတင်းတရက် ကာကွယ်ရေးဝန်ကြီးဖြစ်သူကျွန်တော်ထံတက်လာခြင်းဖြစ်ပါတယ်။ဟုတ်သလားမဟုတ်သလားဆိုတာကတော့ကျွန်တော်မသိပါဘူး။ဘ ෝජ ုတ်ကတော့ကျွန်တော်ရဲ့ဆရာသမားလည်းဖြစ်ပါတယ်။အတူတူအလုပ်လုပ်လာကြတာလည်းကြာခဲ့ပါပြီ။ဒါကြောင့်မဖြစ်တဲ့တာနေမဖြစ်အောင်ကျွန်တော်မှာတာဝန်ရှိသည့်အတိုင်းသတင်းပို့ရတာပါဘ ෝජ ုတ်။ကျွန်တော်ကဘ ෝජ ုတ်ကြီးစမ်းယူကိုထိုးသို့သို့သို့တိတ်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 ဆိတ်ဆိတ်ရှင်းလင်းတင်ပြသတင်းပို့ခဲ့ပါတယ်။သို့သောကျွန်တော်ပြောနေသည်ကိုနားထောင်ရသော ဗိုလ်ချုပ်ဆန်းယူမျက်နာမှာတိတ်မကောင်းလာပါဗိုလ်ချုပ်ဆန်းယူအနေဖြင့်ဒီသတင်းမှာသူ့မိသားစုအပေါ်တစ်ဖက်သက်ပြောဆိုသောသတင်းသဘောဟုထင်ရင်လဲထင်နေမိဖြစ်သည်ဒါကတော့ကျွန်တော်ဘယ်လိုမှခံမှန်းမသိနိုင်ပါဘူးဗိုလ်ချုပ်ဆန်းယူကကျွန်တော်ကိုတခုတော့ပြန်ပြောပါတယ်အေးဗျာကျွန်တော်မှတ်ထားလိုက်ပါမယ်တဲ့ကျွန်တော်ကဆက်ပြီးပြောပါသေးတယ်ဗိုလ်ချုပ်ရဲ့ကျွန်တော်တို့မှလည်းဒီလိုပါပဲ လုံရင်ကိုင်းရင်နဲ့အမှားရင်ကင်းလာတာတော့မဟုတ်ပါဘူးအဲ့ဒီလိုအမှားရင်တာကိုတွေ့ရင်ဘိုးချုပ်ကကျွန်တော်တို့ရဲ့အကိုကြီးရင်ဆွေမျိုးသားချင်းလိုပါပဲဒါတွေဒါတွေကြောင့်ကျွန်တော်အပေါ်အမှားရင်မြင်လဲပွင့်ပွင့်လင်းလင်းပြောပါ ကျွန်တော်ပြင်မမယ်ဟုဘိုးချုပ်စိုင်းဦးကိုတောင်းပန်ခဲ့မှုပါတယ်သို့တော်လဲယခုကျွန်တော်ကိစ္စကို ပါတီစီကန်ထိန်သိမ်းရေးကော်မတီကိုတင်ပြီးစစ်ဆေးသည့်အခါမှာတော့တစ်ဖက်သက်ပြောတာတွေပါလာပါတယ် ဒီခါမှာကျွန်တော်အားစစ်ဆေးနေသူတွေကို ပြက်ပြက်သားသားကျွန်တော်ပြောကြားလိုက်ပါတယ်ကျွန်တော်အနေနဲ့မိမြအပြစ်ကင်းရှင်းအောင်ဆောင်ရွက်ခဲ့သည်လေဆိုတာကိုသိလို့ရင်နိုင်ငံညာရှိမြမအတန်ယုံများမှစစ်တမ်းမှုများကိုခေါ်ယူမင်းမြန်စစ်ဆေးပါတို့ဆို ကျွန်တော်ကဘလို့စီကန် တင်းကျက်မှာထားခဲ့ဒီကိုကြားရရပါလိမ့်မယ်စစ်တမ်းတွေကိုကျွန်တော်ခေါ်ယူလိုက်ပြီး မင်းတို့အကြီးကဲဗိုလ်ချုပ်တပ်မှုများရဲ့အိမ်ဝင်သွားပြီးလက်ဆောင်ပနာပေးပို့ကြတာကိုကြားတယ်။အဲ့လိုလုပ်တဲ့ကိစ္စကိုမင်းတို့အားလုံးရက်တန်းကရက်ကြမသိမ့်တော့မလျော်ကန်တဲ့အမှုကိစ္စတွေကို လုံးဝလုံးဝမလုပ်ကြနဲ့ဟုကျွန်တော်ပြက်ပြက်သားသားပြောကြားပြီးဖြစ်ပါတယ်။ဒီလိုတင်းကျပ်စွာ ပြောဆိုမှားချားထားတဲ့အချက်နဲ့သူတို့ကကျွန်တော်စကားကိုနားမထောင်ဘဲလာရောက်လှုပ်ဆောင်ရတဲ့ကိစ္စအားလုံးမှာကျွန်တော်တာဝန်ရှိမှရှိ စစ်ဆေးကြပါဟုကျွန်တော်ရဲရဲဝံ့ဝံ့တင်ပြ တိုက်တွန်းခဲ့ပါတယ်။ဤတွင်စစ်တပ်မှုတယောက်ကိုခေါ်ဆက်ပါတယ်။ဘုံမူကြီးတန်းလာ ထိုချိန်ကဘူတန်းလာကအင်ဒိုနီးရှားနိုင်ငံမှာလားထိုင်းနိုင်ငံမှာလားသိချာမမှတ်မိတော့ပါဘူး။အဲအဲဘူတန်းလာကထိုချိန်တုန်းကထိုင်းနိုင်ငံမြန်မာတန်ယုံစစ်တပ်မှုတောင်းဝင်ထမ်းဆောင်နေသည်ကိုမှတ်မိပါပြီ။ဘာကြောင့်လဲဆိုရင် ကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေထိုင်းနိုင်ငံရောက်စဉ်က ကြိုဆိုပို့ဆောင်ပေးခဲ့ပါတယ်။ထို့ပြင်လည်းပြန်လာတဲ့အခါကျွန်တော်ဇနီးငွေလိုသောကြောင့်ငွေလိုသည်ဆိုတာကပစ္စည်းတစ်ခုဝယ်စဉ်နိုင်ငံသားငွေပေးရန်လိုသဖြင့်ဘူတန်လာထံကဒေါ်လာ100ထင်းသည်အဲမဟုတ်ပါဘူး။အင်္ဂလန်နိုင်ငံသုံးစတာလင်ပေါင်ငွေ10ပေါင်ထင်ပါတယ်။ခိတ္တအဆိုင်ပြီးပေးခဲ့ပါတယ်။ဒီကိစ္စတွေကြားရရင် ကျွန်တော်ကပြောပါတယ်ထို့သောမလုံသင့်ဘူးမလုံကြပါနဲ့ဟုတားဆီးပိတ်ပင်ခဲ့ဘူးပါတယ်ဒါကလည်းဘူတန်းလာစိုက်ထုတ်ပြီးတော့ငွေကိုကျွန်တော်ပြန်ပေးလိုက်ပြီးပါပြီဒါကိုလည်းအမှန်တိုင်းအစ်စ်ခံလိုက်ပါတယ်ထိုင်းနိုင်ငံစစ်တမ်းမှုဘုံမူကြီးတန်းလာကိုပါတီစီကန်ထိန်းသိမ်းကော်မတီကခေါ်ယူစစ်ဆေးတော့ခါကျွန်တော်ကစစ်ဆေးသူများရှေ့လိုက်ပြင်စကားထုံးမေးလိုက်ပါတယ်ခမားတို့စစ်တမ်းမှုတွေအားလုံးကိုကျွန်တော်မခေါ်ဘူးလားခေါ်ပါတယ် အဲ့ဒီစစ်သံတွေနဲ့ပတ်သက်ပြီးအထက်လူကြီးတွေရဲ့အမျိုးသမီးတွေထံချင်းကပ်ပြီးတစိုးလက်ဆောင်ပို့ရဟာအပြစ်ရှိတယ်။ကျွန်တော်တို့မှာလက်ဆောင်ပနာရရှိလာရင်သက်ဆိုင်ရာကိုအံ့နိုင်ရမယ်။ဒါကြောင့်မပေးကြပါနဲ့မလုပ်ကြပါနဲ့ဘယ်အထက်ရရှိပို့ချုပ်တွေရဲ့ဇနီးမိန်းမတွေကိုချင်းကပ်ပြီးလက်ဆောင် ပေးတာမျိုးမလုပ်ခဲ့ဘူးမပြောခဲ့ဘူးလား။ပြောပါလေ။ကျွန်တော်ဒီလိုတားဆီးပိတ်ပင်ပါလေ။ဘာကြောင့်မလိုက်နာကြသလဲ။ကျွန်တော်ကပါတီ စီကံထိန်သိမ်းရေးကော်မတီရှိမှထို့သို့ပြတ်သားစွာမေးသောအခါဘူတန်းလာမှာမျက်ရည်တွေလဲပြီးဝန်내ပလတ်နဲ့အမှန်တိုင်းအစစ်ခံရှာပါတယ်ပြောရအောင်မီကျွန်တော်ကိုပါတီစီကံထိန်သိမ်းရေးကော်မတီဝင်၃ဦးတည်းကတဦးဖြစ်သောဦးအောင်ကြီးစာရေးဆရာအိမ်မဲတောင်းပြမှာကျွန်တော်အပေါ်၌ဒုက္ခရောက်စေလိုသောစေနာစိုးရှိဟန်တူပါတယ်အစိုးရတရားရုံးများ၌အရသာခေါ် စွဲချဆိုသည့်အစိုးရရှိနေပုံစံဖြင့်ကျွန်တော်ကိုဆက်ဆံစစ်မိပါတယ်။ကိုုံကြီးမှာနောက်ခါ၌ပြည်ထောင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်လာသောဗိုလ်မှူးကြီးငင်းဖြစ်ပါတယ်။ကိုုံကြီးမှာစစ်ထောက်လိုင်းရေးကမွေးထားသောသူဖြစ်ဟန်ရှိပြီးကျွန်တော်ကိုဆက်ဆံပြောဆိုရ၌အရေးပြမကောင်းမြင်မေးခွန်းများဖြင့်နှိပ်စက်ခြင်းဟန်ရှိပါတယ်။ဝန်내ဝယ်ပဲဖြစ်ပါတယ်။ဦးအောင်ကြီးရဲ့မေးခွန်းမှာအပြည့်ရှိသည့်လမ်းကို ဥဆောင်ဆွဲချ leading question အများဆုံးပါဝင်ပါတယ်။ဒုက္ခ၌ကျွန်တော်ကလည်းစိတ်ပေါက်ပေါက်ရှိတဲ့နေ့ဤလို့ပြောချလိုက်တယ်။အေးဗျာခမားတို့ကိုကြုံမှာအပြည့်မရှိတော့ပြောပြီးပြီ။ယခုကြုံစိတ်ထဲမှာခံစားရတာကိုပြောပြမယ်။ဒီမှုမှာကျွန်တော်အပေါ်ဒုက္ခရောက်အောင်စီမံဆောင်ရွက်ပုံစံချပြီးဆောင်ရွက်လောက်ကိုင်းနေကြတာသိတ်ထင်ရှားနေတယ်ဆိုပြီးပြောချလိုက်ပါတယ်။ထို့သောပြောပြီးအပေါ်ပါသွားလို့ တန့်စင်ခံခဏဝင်သောအခါယခင်ကကျွန်တော်တပည့်ဖြစ်ခဲ့ဘူးသောဘုံမှုတယောက်ကတန့်စင်ခံလဲသို့ပြေးဝင်လိုက်လာပြီးဤသို့ပြောလေတော့လေဘိုးချုပ်စကားပြောတာသိပြီးပြင်းထန်တော့နေနည်းနည်းထင်းထင်းသင်းသင်းပြောပါဘိုးချုပ်ရဲ့ဘိုးချုပ်နောက်ကထွက်တဲ့စကားအလုံးကိုအတွင်းကနေမှ record လုပ်ပြီးအတန်သွင်းယူနေတယ်အဲ့ဒီ record မှတ်တမ်းတင်တဲ့တိတ်ခွေတွေကိုအားလုံးအဖိုးကြီးကိုပို့ပေးရတယ်သူကအိမ်မှာပြန်ဖွင့်ပြီးနားထောင်နေတာ ကျွန်တော်တပည့်ပုံမှုမှာအတွင်းကန်းက record မှတ်တမ်းယူနေရသည်ဖြစ်သောကြောင့်ကျွန်တော်ကိုသတိထားပြောပါဟုဆိုနေပါတယ်ကျွန်တော်ကလည်းသူကသတိထားပြောပါဆိုတော့ကြောင့်ကျွန်တော်အပေါ်တွင် မတော်မတရားအမှုစင်ပြီးဒုက္ခရောက်အောင်ဆွဲချပုံမျိုးလုပ်နေသည်ဟုတော့ဘယ်မှာသီးခံအောင်ပြီးနေနိုင်မှာလဲဟု ပြောခြင်းပါတော့တယ်ထို့ကြောင့်တပည့်ကျော်ပုံမှုကိုပြန်ပြောလိုက်တယ်ဒီလိုသူတို့လုပ်နေတာကတော့ဘာကောင်းပါလဲကွာငါမှအပြစ်ရှိတယ်လို့သူတို့ဆုံးဖြတ်ပြီး ရာထူးကလည်းထုတ်ပေတာကိုခံရပြီဒီနောက်မှာအခုလိုစစ်ဟဲစစ်ဟဲမတော်မတရားလာလုံနေတော့ငါဘလို့လို့တီးခံနိုင်ပါလေကျွန်တော်ပြန်ဖြေသောအစ်စ်ခံချက်များမှာကျွန်တော်ကိုတမင်ဖန်ပြီးအပြစ်မရှိအပြစ်ရှာလုံနေကြခြင်းသာဖြစ်ကြောင်းပါရှိသောကြောင့်အဖိုးကြီးဦးနေဝင်းကိုနည်းနည်းပါးပါးတွားထိနိုင်မိတာတော့သိကြပါလေဒါပေမဲ့ဘုံဟုကဘိုးချုပ်ပြန်ဖြေရမှာအဖိုးကြီးနာမည်ကိုထဲ့ထဲ့မပြောပါနဲ့သူကဒီမှတ်တမ်းကက်ဆက်ခွေကို ပြန်နားထောင်နေမှာကျွန်တော်ကနားထောင်နေပူတော်ကောင်းလေးပါဗောဒီလိုမဟုတ်ဘူးဗိုလ်ချုပ်ရယ်အခုကျွန်တော်အတန်သွင်းယူနေတဲ့အခွေတွေထဲမှာဗိုလ်ချုပ်ပြောတာတွေကြားပြီးကျွန်တော်လန့်လာတယ်ဗိုလ်ချုပ်ကိုသူတို့ဒုက္ခပေးဖို့ကြံစီနေတာဗိုလ်ချုပ်ပြောတဲ့လေးသားနည်းနည်းရှော့ပါဗိုလ်ချုပ်ရယ်ကျွန်တော်ကငါမရှော့နိုင်ဘူးကွာငါ့ကိုအရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လှုပ်တော်ထဲမှာလဲရှုံချပစ်တင်ပြောပြီးသွားပြီး ဒီတော့သူတို့မဟုတ်တာလုံးသမ ्या ကိုအမှန်ပေါ်လွင်လာအောင်ငါပြောရမှာပဲငါ short ပြောလို့မဖြစ်ဘူးဘုံမူကစဉ်းစားပါအောင်ဗိုလ်ချုပ်ရဲ့သူတို့ကဗိုလ်ချုပ်ထွက်ဆိုတဲ့အပေါ်မှာမကြည်မနှက်ဖြစ်ပြီးရဲရဲဆက်ဆက်လှုပ်ချလိုက်မှာကျွန်တော်စိုးရင်လို့တောင်းပန်တာပါဗိုလ်ချုပ်ရဲ့ဗိုလ်ချုပ်ဆရာသမားအကြောင်းလဲဗိုလ်ချုပ်သိသားပဲကျွန်တော်ကအေးပါကွာမင်းကဒီလောက်တောင်စိုးရင်နေလဲငါ short ပြီးပြောပေးပါမယ်ဒါပေမဲ့သူတို့မင်းကိုနေကငါဒုက္ခရောက်ရည်လာမြောင်းပေးလုံနေတာပဲအော် တတိယရာလေးပြောပြပါဦးမယ်ထို့သို့စစ်ဆေးနေသော ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်၃ဦးထဲမှတဦးမှာ ရေတက်ကဘိုးမူးကြီးဂျော်တင်ဖြစ်ပါတယ်သူကဒီလိုပြောရှာပါတယ်ဘိုးချုပ်ရဲ့ကျွန်တော်ရဲ့ဆရာသမားကြီးဖြစ်နေတာကိုကျွန်တော်ကဒီမှာထိုင်ပြီးစစ်ဆေးနေရတာစိတ်မချမ်းသာဘူးဗျာကျွန်တော်ဘာမှလည်းမပြောချင်ဘူးဘိုးချုပ်တိတိမျှဖြစ်ခဲ့တဲ့မျှအမှန်တိုင်းသာပြောချလိုက်ပါ ဘုံမူကြီးကြော်တင်ရေးဤစကားကိုကြားရတော့ကျွန်တော်သူ့ကိုတနာမိပါသေးတယ်။ယခုကိုကြော်တင်မရှိရှာပြီ။ကွယ်လွန်သွားသည်မှာ ကြားပါပြီ။အဖွဲဥက္ကဋ္ဌဘုံမူချုပ်ဘတ်တော်ကတော့အလူအေးကြီးဖြစ်ပါတယ်။ဘာစကားတခွန်းမှမပြောဘဲနားထောင်နေပါနဲ့။ဘုံမူချုပ်ဘတ်တော်ကကျွန်တော်ဤ quarter master general ဖြစ်ပူပါတယ်။သို့ဒီမှာအဖွဲဝင်တဦးဖြစ်နေသောဦးအောင်ကြီးစာရေးဆရာအိမ်မဲတောင်းပြဖြစ်ပါတယ်။ဦးအောင်ကြီးက ကျွန်တော်အဖြေခတ်မဲ့နမိတ်ပြမင်းကုန်းများကိုဟိုဘက်ကလှည့်မင်းဒီဘက်ကလှည့်မင်းနဲ့ရောက်ချသည့်ပုံမင်းကုန်းများကိုဒုက္ခပေးနေပါတော့တယ်ပြောရပါဦးမယ်ပါတီစီကံသိမ့်သိမ့်ကောမဒီမှာဥအုံးကြီးကအတွင်းမှုတာဝန်ဖြင့်မင်းကုန်းများမေးပြီးရေးမှတ်တဲ့တာဝန်ယူရပါတယ်အချိန်မှသူကကျွန်တော်လက်အောက်မှာတမတော်တာဝန်ထမ်းဆောင်ခဲ့စဉ်ကသူ့အမှုကိစ္စအမှားယွင်းနေကြောင်းကျွန်တော်အချိန်ကြီးကဲတင်ခဲ့ဘူးသူဖြစ်ပါတယ်ဒါတွေကိုပြန်ပြောချင်တော့ပါဦး သူကကျွန်တော်ကိုစေရနာဆုံးနဲ့မဟုတ်မဟုတ်စကားတွေမေးခွန်းတွေမေးပြီးအစိုးရတရားရုံးကဆွဲချခေါ်အစိုးရရှိနေပုံစံမျိုးဖမ်းပြီးစစ်မေးနေခြင်းပဲဖြစ်ပါတယ်။နောက်တော့ဦးအောင်ကြည်နဲ့ကျွန်တော်ပြန်တွေ့ပါသေးတယ်။ကျွန်တော်ထောင်ကလွတ်လာတဲ့အခါတရားထိုင်ပြီးဝိပဿနာလုပ်ငန်းလုပ်နေသောဦးအောင်ကြည်နဲ့ပြန်ဆုံပါတယ်။သူကကျွန်တော်ကိုတွေ့စဉ်အားတုံအားနာဖြစ်နေတယ်ထင်ပါရဲ့။မငင်းငင်းအောင်ဆောင်ပြီးရှောင်ပြေးသဖြင့်ကျွန်တော်ကဘာရမှာလဲ။ စီရင်ရှင်းဖို့လမ်းခေါ်လိုက်ပါတယ်။ဟေ့ကုံကြီးနေပါဦးမြောက်ကိုခေါ်လိုက်တော့ကသူ့ခမည်းမျက်စိပြက်မျက်နှာပြက်နဲ့လှဲ့လာပါတယ်။ကုံကြီးနဲ့ပတ်ပင်တို့ပြီးတွေ့သောနေရာမှာတက္ကသိုလ်ရိပ်သာလမ်းကယခုဒေါ်အောင်ဆန်းစုကြည်အိမ်ဤအင်းအားကံဝူးចောင်းရှိတောင်ပုလူဝိပဿနာចောင်းမှာဖြစ်ပါတယ်။ဒီတော့ကကုံကြီးကိုကျွန်တော်ကယင်ထုနာဖြစ်မိပါတယ်။ကုံကြီးရဲ့ဟိုတော့ကခမည်းကျွန်တော်ကိုစစ်ဆေးတော့မှာအတော့ကိုစိုးစိုးရွားရွားတွေလှုပ်ခဲ့တယ်နော်။ ဒီမှာကိုဦးညီကဘိုးချုပ်ရဲ့ကျွန်တော်တောင်းပန်ပါတယ်ဟိုတုန်းကကျွန်တော်လဲမလွန်ဆန်နိုင်တဲ့အထက်ကဖီအားပေးခိုင်းစီတဲ့အတိုင်းလှုပ်ခဲ့ရတာပါဗျာတဲ့ဝမ်းနေပတ်လက်ပြောရှာတယ်သူပြောတဲ့မလွန်ဆန်နိုင်တဲ့ဆိုဒီမှာသူ့အပေါ်ကစေခိုင်းဖီအားပေးခဲ့တော့မြတ်မှန်ဘူတင်ဦးကိုကိုဦးကြီးကရည်ညွှန်းခြင်းဖြစ်ပါတယ်နောက်ပိုင်းကျတော့လဲကျွန်တော်နဲ့ကိုဦးကြီးအိမ်မဲတောင်းပြလို့ကြာအတော်ကလေးတင့်မြတ်သွားခဲ့ပါတယ် သူကလည်းအဖြစ်မှန်ကို ဖွင့်အံဝင်ခံခဲ့ပြီးကျွန်တော်ကလည်းအချိန်ရရက်ကို နားလည်ကခွင့်လို့သိစိတ်ထားခဲ့ပြီပါတယ်။အော်ငြင်းညမ်းပြီစွာ။ထို့သောမြန်မာ ဆိုရှယ်လက်လမ်းစဉ်ပါတီစီကံထိန်သိမ်းကော်မတီမှ ကျွန်တော်အားရက်အတန်းကြာမျှစစ်ဆေးအရေးယူခဲ့ပြီးနောက်ရက်အတန်းကြာခွာရေးထို့အမှုကို စီရင်ရက်ချပါတယ်။ထို့စီရင်ချက်က ကျွန်တော်ကိုမြန်မာဆိုရှယ်လက်လမ်းစဉ်ပါတီပါတီဘိုးအမှုအလုံးအမှုဆောင်ဖြစ်မှာ၎င်း ပါတီဝင်အဖြစ်မှလည်းကောင်းယာသက်ပံထုတ်ပယ်ပြလိုက်သည်သူတို့စီရင်ချက်မှာ ပါတီအတိတ်ကတော့ဒီအမှုကင်းပေါ်တွင် ကျွန်တော်မှာအဖြစ်ထင်ရှားရှိသည်ဟုပါတီစီကံထိန်သိမ်းရေးကော်မတီကဆုံးဖြတ်သည်ဖြင့်ဤပြစ်ဒဏ်ကိုစီရင်ဆုံးဖြတ်သည်ဒါကတော့သိပြီးသားတွေပါပဲဒီလိုပဲဖြစ်လာမယ်ဆိုတာကိုကြိုတင်သိရှိထားပါတယ်ထို့သောမြမဆိုရှယ်လန်စင်ပါတီမှာ ထုတ်ပယ်လိုက်ပြီဟုစီရင်ချက်ချပြီးမှသာအရေးယူအမှုဆွဲဆိုခြင်းများ ဖြစ်လာပါတယ်ကျွန်တော်ကိုထိုးသောလမ်းစဉ်ပါတီမှထုတ်ပယ်လိုက်ပြီဟုကြားသိရသည့်အခါကျွန်တော်လည်းဝမ်းသာသွားပါတယ်ဘာကြောင့်ဆိုရင်လမ်းစဉ်ပါတီနဲ့မိမိအနေဖြင့်သက်ဆိုင်ခြင်းမရှိတော့သဖြင့်စိတ်လွတ်လပ်မှုကိုယ်ဤလွတ်လပ်မှုရသွားသောကြောင့်ဖြစ်ပါတယ်ထို့ကြောင့်ကျွန်တော်ကဗုဒ္ဓဖះမြတ်စွာဤတရားတော်များကို လေ့လာကျင့်ကြံအားထုတ်ပွားများရ၌စိတ်ရောကိုယ်ပါ ပူပန်တော့ကများကင်းဝေးသွားပါပြီ။ဘုရားဝေယဝိသတရားဝေယဝိသသံဃာဝေယဝိသအဝဝကိုအစမကျန်ကြင့်ကြံအားထုတ်ကြိုးကုပ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။ထိုစဉ်ကကျွန်တော်အသက်မှာမရှိသေးလို့လေ။၄၉နှစ်ပင်မပြည့်သေးပေ။ နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးပေါ်ပြသွားဦးမှာမို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။